ရုပ်ရှင်တရုံဆောင်နေရင်းနဲ့အသက်ဆုံးရှုံးသွားခဲ့ကြတဲ့မင်းသား၃ဦးနော်လိတ် TV မြန်မာပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းဒီနေ့ဗီဒီယိုထဲမှာရုပ်ရှင်ရိုက်နေစဉ်အတွင်းမှာပဲမထင်မှတ်ဖဲနဲ့အသက်ဆုံးရှုံးသွားခဲ့ကြတဲ့မင်းသား၃ဦးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ပထမဆုံးမင်းသားကတော့ Harry O'Connor ပဲဖြစ်ပါတယ်။သူ့ကိုတော့လူသိနေလောက်ကြမယ်ထင်ပါတယ်။ဒါပေမဲ့ Fast and Furious ကတည်းကမင်းသားဒွန်းရဲ့စတန့်မင်းသားဖြစ်တယ်လို့ပြောရင်တော့အားလုံးသိကြမှာပါ။ Harry ကမင်းသားဒွန်းရဲ့အနေနဲ့ရှိတဲ့ရိုက်ကွင်းတွေကိုအစားထိုးသရုပ်ဆောင်ပေးနေရသူတို့ပေါ့။ XXX လို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာပဲ Harry ဟာအစားထိုးသရုပ်ဆောင်ပေးနေရင်းနဲ့မတော်တဆဖြစ်သွားခဲ့တာပေါ့။အဲဒီ since မှာသူဟာကားမောင်းနေရင်းနဲ့တံတားပေါ်ကနေခုံချောင်းရတာကိုသရုပ်ဆောင်ခဲ့တာပေါ့။ ဒါပေမဲ့အရင်မတိုင်ခင်ဟယ်ရီကိုအန်နီရဲ့ခင်အောင်လို့ခုံချပြီးတော့နဲ့လေထီခလုတ်ကိုအမြတ်နှိပ်ဖို့အတွက်ပလန်လုပ်ခဲ့ကြပါတယ်။တကယ်တကယ်လည်းကြာရောလေထီခလုတ်ကနှိပ်မရပဲ error တက်သွားတာကြောင့်ဟယ်ရီလည်းအသက်ဆုံးရှုံးသွားခဲ့ရတာပါ။ဒါတောင် driver ကအဲ့လိုမတော်ဆဖြစ်သွားတဲ့အခန်းကိုပါစင်စာမဖြတ်ဘဲထည့်သွင်းပြသခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ပြည်သက်တွေကဒါကိုလုံးဝလက်မခံဘဲဝေဖန်တက်ခတ်ခဲ့ကြတာပေါ့ essence ကိုရိုက်ကူးနိုင်ဖို့ဘလောက်ပဲကုန်ကြထားသည့်ဖြစ်စေလူတယောက်ရဲ့ဝမ်းနည်းစရာမြင့်ကွင်းကိုတော့ခုလိုချမပြတဲ့အကြောင်းဒါဟာတိတ်ဆုံးသူနဲ့မိသားစုပေါ်မလေးစားရကြတဲ့ဆိုပြီးထောက်ပြခဲ့ကြပါတယ် ဒုတိယတစ်ယောက်ကတော့ Bruce Lee ပေါင်း1983ခုနှစ်မှာ Bruce Lee က Game of Death ဆိုတဲ့ဇာတ်ကားထဲမှာပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့အရင်ရုပ်ရှင်ကိုရိုက်ကူးနေရင်းနဲ့သူကပင်ပန်းပြီးနေလို့မကောင်းတာကြောင့်တရေတမောအိတ်ဆက်ခဲ့လို့သိရပါတယ်။အရာကသူ့ရဲ့ထာဝရအိတ်ဆက်ခြင်းဖြစ်သွားမယ်ဆိုတော့ကတော့ Bruce Lee တောင်မသိခင်ရရှာပါဘူး။ဘလို့ဖြစ်တာလဲဆိုတော့ရုတ်တရက်သွေးပေါင်စောင့်တက်ပြီးအုံနောက်ကအလုံးမလုံးတော့တာဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့အရင်ထုတ်ပြန်ချက်ကိုအမှန်မဖြစ်နိုင်ဘူးလို့ပဲယုံကြည်နေကြတာပေါ့။နောက်ပြီး Bruce Lee ကလျှော့ ဝက်နီးပညာတွေကိုဖော်ထုတ်ခဲ့တာကြောင့်အသက်ခံရတာဖြစ်နိုင်တယ်ဆိုပြီးပြောထားကြပါတယ်။နောက်ဆုံးမင်းသားကတော့ Brandon Lee ပဲဖြစ်ပါတယ်။သူဟာလည်းအခြားသူမဟုတ်ပါဘူး Bruce Lee ရဲ့သားဖြစ်သူကိုယ်တိုင်ပဲဖြစ်ပါတယ်။ သူလဲသူ့အဖေလိုရုပ်ရှင်ရိုက်နေရင်းနဲ့ကွယ်လွန်သွားခဲ့တာပေါ့။ဒါဖားနှစ်ယောက်စလုံးကဂျိန်စာများမိထားခဲ့ကြသလားမသိပါဘူး။နောက်ပြီး၎င်းရဲ့ဒေသမှုမှတ်တမ်းကိုကင်မရာနဲ့ကိုကွက်ကွန်ဝင်ကြီးဖမ်းယူမှတ်တမ်းတင်ထားခဲ့ရလဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဘရမ်ဒန်ကိုတစ်ဖက်ကဗီလိန်တယောက်ကတနက်နဲ့ချိန်ပြီးဖြစ်တတ်ဖို့အတွက်ပလန်ချထားခဲ့ကြပြီးရိုက်ကူးမှုကိုစတင်ပါတော့တယ်။ဒါပေမဲ့သူတို့သုံးထားတဲ့တနက်ကြီးကတကယ်အစ်စ်တွေဖြစ်နေတော့ဘရမ်ဒန်လည်းတနက်အဖြစ်ခံရပြီးအရင်နေရာမှာတင်ပွဲချင်းပြီးကွယ်လွန်သွားခဲ့တာပေါ့။ဒါကြောင့်ဖျက်အမှန်ကရုပ်ရှင်မဖြစ်ဘဲရုပ်ရှင်ကဖျက်အမှန် ်ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ Harry O'Connor ကတော့45နှစ်သားလူလောကရဲ့မှာအသက်ရှင်နေထိုင်ခွင့်ရခဲ့ပြီးနောက်လာနောက်သား Junior တွေအတွက်သူရဲ့ stand action တွေကိုလက်ဆင့်ကမ်းခွင့်မရခဲ့တာကတော့စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ Bruce Lee ကတော့အသက်32နှစ်အရွယ်မှာသေဆုံးသွားခဲ့တာကြောင့်အလွန်နှမျောစရာကောင်းပြီးသူရဲ့ဇာတ်ကားတွေကိုကြည့်ခွင့်မရတော့တာအတော်ကြာခဲ့ပြီဖြစ်ပါတယ်။အသက်32နှစ်ဆိုတာဇာတ်ကားတွေအများကြီးရိုက်လို့ရသေးပြီးသူစူးစမ်းရှာဖွေခဲ့တဲ့အောင်မြင်မှုရလဒ်တွေကတော့အချိန်ကြာကြာမဆန်ဆောက်သွားနိုင်ခဲ့ပါဘူး။အဖေထက်တောင်ကန်ဆိုးခဲ့တဲ့သားဖြစ်သူ Brandon Lee ကလည်းအသက်28နှစ်အရွယ် ှာပဲတည်ဆုံသွားခဲ့ရတာပါ။သူရဲ့တည်ဆုံမှုကတော့ရိုက်ကွင်းလုံသားတွေရဲ့ပေါ်ဆမှုကြောင့်လို့ပဲပြောရမလား။ငငယ်ရွရွအောင်မြင်နေစေကာလမှာကျွလွင့်သွားခဲ့ရတာကတော့အင်မတန်စိတ်မကောင်းဖြစ်စရာပါပဲ။ပရိသတ်တို့ရောအဲ့ဒီအတော်ဦးရဲ့တည်ဆုံမှုပေါ်ဘလို့ထင်မြင်ကြပါသလဲနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးခုလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။